တခါတော့ကအင်ဂျင်တော်ကြီးထဲမှာယုံလေးတကောင်နဲ့လက်ကြီးတကောင်နေကြတယ်။ယုံလေးကတွက်လက်ဖြက်လက်ပြီးမန်ကြီးတက်တယ်လက်ကြီးကတော့ဖြည်းဖြည်းတာတာသွားလေးရှိပေမဲ့စိတ်ရှိပြီးပညာရှိတဲ့တနေ့မှာယုံလေးကလက်ကြီးကိုလှောင်ပြောင်နဲ့ဟိတ်လက်ကြီး။ မင်းသွားတာအရန်နှိလိုက်တာငါဆိုရင်တခုံနဲ့မင်းတစ်နေ့လုံးသွားရတဲ့ခီးကိုရောက်ပြီးမင်းလိုမျိုးနှိကွေးတဲ့သူနဲ့ဆိုတောထဲမှာဘလို့နေမလဲတဲ့လက်ကြီးကဒီလိုကြတော့စိတ်မဆိုးပါဘူးသူကအေးအေးဆေးဆေးပြန်ပြောလိုက်တယ်ဟုတ်ပါတယ်ယုံကြည်လေးမင်းကငါထက်သွက်တယ်ဆိုတာငါသိပါပဲဒါပေမဲ့သွက်တိုင်းမြန်တိုင်းလည်းမမှန်နိုင်ဘူးဆိုတာကိုလည်းမမေ့ပါနဲ့ယုံလေးကဒီစကားကိုမနာလို့ဖြစ်ပြီးစိန်ခေါ်လိုက်တယ်ဒါဆိုမင်းနဲ့ငါပြန်ကြည့်မယ်မနဲ့ပြန်မနဲ့နေထွက်ချိန်မှာတောထဲကတစ်ပင်ကြီးစီကိုကြေးကြမယ် ဘသူအရင်ရောက်ရောက်မင်းရှုံးပေးမှာပဲလက်ကြီးကစဉ်းစားကြည့်တယ်သူ့မှာအာသာချက်ရှိတာကိုသိတယ်ကောင်းပြီယုံကြည်လေးငါလက်ခံတယ်ဒါပေမဲ့ငါတို့လမ်းတစ်လျှောက်ကတနေရရမှာခိတ္တခဏနာဖို့သဘောတူရမယ်တဲ့ ရုံလေးကသဘောတူပြီးအနိုင်ရမယ်ဆိုတဲ့အတွင်းနဲ့ဝန်တာအာရအိပ်ပျော်သွားတဲ့မနက်မိုးလင်းတာနဲ့တော်ရန်တိရစ္ဆာန်တွေအားလုံးပြန်ပွဲကိုလာကြည့်ကြတယ်။အာကစားသမားနှစ်ယောက်ကဆလိုက်မှာအတင်းရက်နေကြတဲ့အချက်ပြတန်းနဲ့အတူပြန်ပွဲဆက်ပါတယ်။ရုံလေးကမီးရှံလိုမျက်စံစွာခုန်ထွက်သွားတဲ့မကြခင်လက်ကြီးကိုမြင်ကွင်းကနေပျောက်သွားအောင်ရှေ့ရောက်သွားတယ်။ငါအတွက်တိတ်လွယ်လိုက်တယ်လို့ရုံလေးကပြောရင်းနောက်ပြန်လှည့်ကြည့်တယ်။လက်ကြီးကမြင်ကွင်းဝေးကြီးမှာဖြည်းဖြည်းချင်းတွားသွားနေတယ်။ငါဒီမှာခက်တအိပ်ပြ ပြီးမှထပ်ပြေးလို့ရတယ်ဒီလိပ်ကြီးငါကိုမမိနိုင်ပါဘူးတို့ကျွားကလန်ခီးဘေးကတစ်ပင်ကြီးအောက်မှာလဲအိတ်လိုက်တယ်နေရောင်ကြီးနွနွကလေးကြောင့်ယုံလေးဟာချက်ချင်းပဲအိတ်ပျော်သွားတဲ့အချိန်ကုန်လုံးသွားတယ်ယုံလေးရဲ့အိတ်ချိန်ကကြာလုံးနေပြီးဗတ်မလိုက်တဲ့နေမင်းကြီးကကောင်းငင်အလဲထိရောက်နေပြီးလိပ်ကြီးကတော့သူ့ရဲ့ခီးကိုမရက်မနာဆိတ်ရှိရှိနဲ့ရှေ့ဆက်သွားသွားနေတယ်သူကယုံလေးအိတ်နေတဲ့တစ်ပင်နီးကိုရောက်တဲ့အခါအိတ်နေတာကိုတိလိုက်ရတဲ့လိပ်ကြီးကမြည်တယ်မနှိုးဘူးအတင်ပြီးသူ့ခီးကို ဆက်သွားတဲ့နောက်ဆုံးမှာလက်ကြီးဟာပန်းဝင်စည်းကြောင်းကိုဖျက်ကျော်နိုင်သွားတယ်။အားလုံးကဝိုင်းအော်ကြတဲ့အတန်ကျဲလောက်မှုကြောင့်ယုံလေးနိုးလာတဲ့သူချက်ချင်းပဲခုန်ထွက်ပြီးပန်းဝင်စည်းကြောင်းစီကိုပြေးသွားတယ်ဒါပေမဲ့သူမြင်ရတာကလက်ကြီးကိုအောင်ပွဲခံနေကြတဲ့ပုံရိပ်ပါယုံလေးမှမယုံနိုင်အောင်ဖြစ်ကရှက်ကိုရှက်ကန်းနဲ့ရက်နေရတယ်။လက်ကြီးကယုံလေးစီသွားပြီးအေးအေးဆေးဆေးပြောလိုက်တယ်ယုံကြီးလေး။ မင်းကငါထက်သွက်တယ်မြန်လဲဆိုတာအမှန်ပါပဲဒါပေမဲ့မန်ကြီးပြီးအနိုင်ကျင့်တတ်တဲ့အကျင့်နဲ့ပြင်းရည်ပြီးအိတ်တတ်တဲ့အကျင့်ကမင်းကိုရှုံးစေတယ်တွက်ချင်းမြန်ချင်းဟာအာတာချက်ဖြစ်ပေမဲ့စိတ်ရှိချင်းလုံးလုံးဝရရှိချင်းကတော့ကိုကြီးမတဲ့အာတာချက်ပဲကွယ်ယုံလေးဟာသူ့အမားကိုနားလဲသွားပြီးလက်ကြီးစီကိုလက်နှစ်ဖက်ကိုကင်ပြီးပုတ်ဖက်ရင်ဝင်ချတောင်းပန်လိုက်တဲ့လက်အတော်မှန်ပါတယ်နောက်ပိုင်းမှာကျွန်တော်မမကြီးတော့ပါဘူး လူတိုင်းမှာအာသာချက်ရှိပါတယ်ဆိုတာကျွန်တော်သဘောပေါက်သွားပါပြီအဲ့ဒီနေ့ကစပြီးရုံနဲ့လက်ဟာအင်ဂျင်တော်ကြီးထဲမှာတငယ်ချင်းအဖြစ်ချစ်ခင်စွာနေထိုင်ကြတော့တယ်